တန်ရင်စေတမတော်ကြီး နေမဝင်နတ်မောင်မြို့ကုတ္တယုရေးသားပေးထားပါတော့အစစ်ရောင်ယောဂလေးဘက်နာအတွက်တောက်စေးတလဲလို့မိရတဲ့ကျမ်းမာရေးစစ်လက်ဆောင်လေးပဲဖြစ်ပါတယ်ယခုတင်ပြမယ်ထိုအစစ်ရောင်ယောဂအတွက်တောက်စေးဟာကျွန်ုပ်တည်တဲ့သော စေနီမဟုတ်ပါ လွန်ခဲ့သောစေနှစ်ယောဂကျမ်းမာရေးမူဆရာရင်နာသာတန်းအောင်ရဲ့လက်တွေ့စေနီဖြစ်ပြီး ကျွန်ုပ်ရေးမှတ်ထားခြင်းဖြစ်ပါလိမ့်။လွန်ခဲ့သော3နှစ်ခန့်ကကျွန်ုပ်ဟောင်းအလောက်ကိစ္စနဲ့နေကြီးရောင်များကိုကွင်စင်လေလာရောင်းအစစ်ရောင်ယောဂါကြောင့်အော်ဟေညီတော်ဝိရဏခံစားနေရသူတူနဲ့စုံသဖြင့်ဇေယတန်းအောင်ရဲ့စင်နီကို ပြုလုပ်ပြီးတောက်ရံအတွက်ရေးပေးခဲ့ပါလိမ့်။လွန်ခဲ့တဲ့2လခန့်ကပဲအဲ့ဒီဝိရဏရှင်မောင်းနမောင်မျိုးကိုရောက်လာပြီး၎င်းစေးတဖုံနဲ့ပဲ အစီယောင်ယောဂတက်တာပြောက်ကင်းခဲ့ကြောင်း၎င်းရဲ့ယွမ်းနဲ့နှမောက်မြို့အသွာပြန်ဆက်ရှင်မိုင်းဝေးတာကိုပဲခြေကျင်သွာလာနိုင်ပြီဖြစ်ကြောင်းဝမ်းမြောက်စွာလာရောက်ပြောကြပြီးယောဂထွက်တဲ့ပြောင်းမှုဖျုံသည် ချမုံရွံ့များ လက်ဆောင်ပေးတော်ပါလိမ့်ကျွန်တော်ကိုယေရှုတင်ရန်မလိုကြောင်းကျမရဲ့မှုဆရာတန်းအောင်ယေနသာကိုတော်ယေရှုတင်ရန် ပြောလိုက်မိပါလိမ့်အဲ့ဒီစေဖော်ပုံမှာတရုပ်စကားပင် အနီးဘင်းမှအမြင့်အစိုးတပိတ်တော်ကိုတူးယူပြီး ရေးစင်စွာဆစ်ပြီး အပေါ်ရန်အမေးပါကိုတားနဲ့ချစ်ပြပါထို့နောက်အမြင့်များကိုပါပါလှီလို့ရေးသုံးပိတ်တော်နဲ့ကြိုချက်ရပါလိမ့်ရေးတပိတ်တော်ကြံချိန်မောင်းသုံးခွက်တစ်ခွက်တင်ကြံချိန်မောင်းထညက်25ချက်တော်ထူးချင်းမှုနောက်ပြီးအေးခံပါ၎င်းစေးကြီးကိုမနဲ့ဟေးတော်စွင်နှစွင်နေလေညော့ နှစ်စွင်းစီတနေ့၃ချိန်ပုံမှန်တောက်သွားရပါတယ်။၎င်းစေးတဖုံနဲ့ပဲယခု၃နှစ်ခန့်ရှိခဲ့ပြီ။လုံးဝအစစ်ရောင်ယောဂါမဖြစ်တော့ပါ။တို့ဖြစ်ပါ၍အမတ်မထင်ရေးမှတ်ခဲ့သောစင်းဤတလက်ရဲ့လက်တွေ့အစွမ်းကိုသိရသဖြင့်ထက်ဆင့်ရေးသောတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့။စိုက်သူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။